ဒါဘသူဘသူဆိုအမေးပြီးတဲ့ဟွာဒီရှိန်းမင်းမှာအောင်ရဲလေးလို့ပြောရရလုံးဝသူနဲ့ကွက်တိဖြစ်မယ်ဆိုတာသိပြီးသားတယောက်နဲ့တယောက်ကစိတ်ချင်းမတူဘူးပေါ့နော်တချို့ကြတော့အယိုးခွဲအောင်ရိုင်းမှာအသေးခွဲအောင်ချစ်ရှိရပေါ့နော်တချို့ကြတော့လေအရန်ချုပ်ချယ်လုံးဝကြည့်ရခါကျတော့တခဏအတွက်ကကောင်းတယ်တဘွားအတွက်ကျတော့မွန်းချက်တယ်ပေါ့နော်ဆိုရဲခါကျတော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူဘူးပေါ့အာအန်တီလေးဆိုရင်တော့အတီလေးကအေဂျင့်အောင်ကြိုက်တယ် အခုတော့မှပဲမေကပ်သမားမလေးကိုလာနောက်တယ်အမကဖျက်ပြတက်မလားဟာဒီဘွဲမှာငါဖျက်ပြတက်လို့ဖြစ်မလားဒီကွတ်ကွတ်ကကြလေးတွေသဘောကျအဲဒါပေမဲ့တဖြည်းဖြည်းချင်းတော့ပြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတိုက်တာကြီးပဲအမြဲလုံးလုံးမရအောင်လေအသက်ရွယ်အပိုင်းခြားရှိရဲ့အခါကျတော့တချို့လူသားကြောင့်တချို့ကကိုတင်ငယ်ပြန်နေလို့မြင်မြင်သွားမှာပေါ့နော်မလေးကကျတော့အဲ့လိုအစားတောက်စားတာမလေးကအပျော်ဆုံးအချိန်ပဲအဲ့လိုအပျော်ဆိုလို့အဲ့လိုမျိုးတွေတိတ်မရှိဘူးအလုံးနဲ့အိမ်အိမ်နဲ့အလုံးမိသားစုနဲ့အပျော်ဒါပဲရှိတယ် Put are for takeoff. ချိန်လဲသူများတွေကအကြီးကြီးတွေကြိုက်တယ်မလင်းရကျတော့ငငယ်လေးတွေကမပြောင်းလဲတာအဲ့လိုလဝက်လက်စားစိန်နဲ့တိတိကွတ်ကွတ်အဲ့လိုမျိုးအာကလေးဆင်နေတာတော့မဟုတ်ဘူးဒါပေမဲ့ကလေးကြိုက်တဲ့ဟာလေးတွေကိုကြိုက်တာ အခုတော့မှပဲမိကသမားမလေးကိုလာနောက်တယ်အမရဖေးဖျားတက်မလားဟာဒီဘွဲမှာငါဖေးဖျားတက်လို့ဖြစ်မလားအဲ့လိုရဲလို့တော့မဟုတ်မလေးစိတ်ကိုပါပေါ့เนาะအဲ့လိုလေးကွတ်ကွတ်ကတ်ကြလေးတွေသဘောကြအတိုင်းမဲ့တဖြည်းဖြည်းချင်းတော့ပြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတိုက်တာကြီးပဲအမြဲလုံးလို့မရဘူးလေအသက်ရွယ်အပိုင်းခြားရှိရဲ့အခါကြတော့တချို့ဒါကြောင့်တချို့ကကိုတငယ်ပြန်လဲလို့မြင်မြင်သွားမှာပေါ့เนาะအဲ့တော့ကြတော့ကောက်စီနေရတာပေါ့ဟုတ်ပေါ့နာမလင်းကကြတော့အဲ့လိုအစားတောက်စားတာမလင်းကအပြော်ဆုံးအချိန်ပဲအဲ့လိုအ အပျော်ဆိုလို့အဲ့လိုမျိုးတွေတိတ်မရှိဘူးအလုံးနဲ့အိမ်အိမ်နဲ့အလုံးမိသားစုနဲ့အပျော်ဒါပဲရှိတယ်အဲ့ရမှာအပူအပျော်ကတော့ဒါအစားစားတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့ဥစားလည်းအများကြီးတော့မရိုက်ပါဘူးဘာလို့လဲဆိုတော့မလင်းကအစားစားကြဟန်နဲ့မစားတော့ဘူးလေတကယ်ကြီးစားရလေအဲ့တော့ခဏခဏရရင်ဖက်တီဖြစ်မှာလေအဲ့အတွက်ကြောင့်မဂျိုးကြဂျိုးကြလေးတွေပဲအဲ့လိုမျိုးဖြစ်ဖို့မရိုက်တာအကုန်လုံးအလုံးချက်တာကညာလို့တော့မရတော့ဘူးရှေးရှေးရှေး ဟုတ်တယ်စီခုကြိုက်တယ်ခုဆိုင်မှာမကြောင်ရမင်းပါဆိုဟုတ်တယ်သူတို့အဲ့လိုပြောတာမလဲဟုတ်လို့မျိုးအသားရေပါရေးဆိုမကြိုက်ဘူးအဲ့ဒါကိုမကြိုက်ဖ ೇನೆ ကြတော့လဲစားရင်ဟိုအိပက်ကြီးပြက်နေစားရင်ကြည့်ရလို့ဘယ်လိုလုပ်စားခြင်းမှာလဲကိုယ်ကြည့်ပြီးတော့အဲ့ဒါကိုအားရပါရစားပြရမှာသူတို့ကလည်းစားခြင်းမှာအဲ့ဒါကြောင့်ကိုအားပါစားနိုင်တဲ့ဟာကြီးသူတို့ကြိုပြောပြတာအဲ့ဒါဆိုတော့သူနေရောင်းကတိုင်းပေါက်ကြည့်တယ်ဘဝနှိမ့်ကြအောင်အာ ်တယ်ဘာလို့လဲအရင်လူတွေကြတော့လေအချင်းချင်းတွေ့ရခါကြတော့ပြောပြစကားပြောလို့မကုန်ဘူးပေါ့နော်အဲထိုင်နေလဲပြောစရာရှိတယ်ဟို script တွေပါဟုတ်ပြီမလို့ကိုကကိုပါဇက်ကောင်နှုတ်တိုက်တွေထွက်နေတာမဆုံနေမဆုံမနေဆိုရင်ဟာအာဒီကားလေးကအမတ်တရအမတ်တရတွေကနေမှာအမတ်တရတခုကတော့ဒီကားထဲမှာအဲ့လိုပေါ့နော်ဒီငွေဆောင်မှာတွားပြီးရိုက်တဲ့အခန်းလေးတစ်ခန်းရှိရပေါ့နော်အဲ့အချိန်ကကြတော့ မုံတိုင်းဒီမှာမုံတိုင်းဖြစ်တဲ့အချိန်မှာငွေဆောင်တော့ရတာဟိုပေါ့နော်ဒီ producer ဆိုရင်လည်းတော်တော်လေးဟိုပေါ့နော်သူ့ရဲ့အမေတကယ်တော့ဒါအခန်းလေးတစ်ခန်းအတွက်နဲ့ငွေဆောင်တော့ရရတယ်ဒါပေမဲ့သူ့ရဲ့စေတနာပေါ့နော်ပရိသတ်ပေါ်မှာထားတဲ့စေတနာဒီအခန်းလေးကိုကတကယ်ကိုနုနုရရလှလှလေးဖြစ်နေတဲ့အတွက်ကြောင့်ငွေဆောင်တော့ရိုက်တာအဲ့တခန်းနဲ့ဟိုမလေး၃ရက်လောက်ငွေဆောင်မှနေလိုက်ရတယ်မိုးတွေကြွာတာလေအာပေါ့နော်အဟိုစက်တင်နေလောက်ထား အပြင်ကိုရောက်လာလိုက်မိုးရွာလို့ပြင်ဝင်လိုက်အဲ့ဟာအဲ့ခံတခံရိုက်ဖို့အတွက်ကိုတရက်ထဲဆိုပြီးတော့သွားတာသုံးရက်နေပြီးတော့ရိုက်လိုက်ရအဲ့ဒါလေးကတော့မှတ်မှတ်ရရပါပဲဟုတ်အဲ့ဒီစံညိုးကိုစဖတ်သေးဟိုကကာရက်တာဘသူဘသူဆိုအမေးပြီးတဲ့ဟိုကဒီရှိန်လေးမှာအောင်ရဲလေးလို့ပြောရရလုံးဝသူနဲ့ကွက်တိဖြစ်မယ်ဆိုတာသိပြီးသားအာပြောနေရလေဟိုကိုမိုးနေရလေအောင်ရဲလေးကိုကြည့်ပြီးရေးထားတာဖြစ်မှဖြစ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ယုံနဲ့ သူအခုလုံနေတဲ့ character သူပြောနေတဲ့စကားလုံးတွေကလုံးဝကွက်တီပေါ့နော်ဒီရှိမင်းနဲ့လုံးဝကိုတထက်ထဲကြာရဲအဲ့အတွက်ကြောင့်မလို့လဲဒီ fan တွေလည်းဒီရှိမင်း fan တွေလည်းအရင်များတယ်ဆိုတာကိုသိပါရဲဟုတ် spoiler မှာဆိုရင်တော့တိတ်တော့မပြောမပြောချင်ပါဘူးဘယ်နဲ့ပဲကြာရအောင်ပြောပါဦးရှိမင်းဟိုဇီခက်လို့ပြောလို့ရှိရင်လည်းရှိမင်းရဲ့ fan တွေကပြောမယ်အာရှိမင်းလို့ပြောရင်လည်းဇီခက် fan တွေကပြောမယ် အဲ့တော့ဘသူနဲ့ညာညာသဘောတူပါတယ်လို့ပဲပြောမှာပေါ့တယောက်နဲ့တယောက်ကစိတ်ချင်းမတူဘူးပေါ့နော်တချို့ကျတော့အယိုးကွဲအောင်ရိုင်းမှာအသေးကွဲအောင်ချစ်ရှိရပေါ့နော်တချို့ကျတော့လေအရန်ချုံချဲလွန်အားကြီးရခါကျတခဏအတွက်ကကောင်းတယ်တဘောအတွက်ကျတော့မွန်းချက်တယ်ပေါ့နော်ဆိုရဲခါကျတော့တယောက်နဲ့တယောက်အကြိုက်ချင်းမတူဘူးပေါ့အာအန်တီလင်းဆိုရင်တော့အတီလင်းကအေးချမ်းအောင်ကြိုက်တယ်ဒါကြောင့်မလို့လေတယောက်တည်းအေးချမ်းနေဖြစ်တာပါကျောင်းညာဝင်သွားတော့ဒါ ဲ့ဒါကြောင့်မင်းနေနေတာအဲ့ဒါအဲ့မကဟုတ်မဟုတ်တာတယောက်တည်းမဟုတ်ပါဘူးတမိလည်းရှိရဲ့လီမိသားစုလည်းရှိရဲ့လီဒါတော့အများကြီးဟာအဲ့လေမောင်အဲ့ဒါမောင်အမလေးစားသိနေတာမရှိတော့စကားတော့ကောင်းအောင်မပြောပါဘူးဒါပေမဲ့အသက်တကြီးနေပါပြီဟဲ့ဒါရောမောင်လို့ပြောင်းရမလို့ဒီလိုနေပြုံးနေကြတယ်တမိတယ်ဘူး ကြောင့်လည်းခိုင်းပါဘူးဘယ်လိုလဲခိုင်းဖြစ်သေးလားဆိုတော့ခဏရောက်မြင်မှုလို့လဲခဏရောက်မြင်မှုလို့လဲလို့မိစရာလို့လို့လားဘယ်နှယောက်မြင်မှုလို့လဲဥမာပြိသက်တရားဖြည့်နေပြီဘာဖြစ်ရမှာအချင်းပါနေပြီဘာလို့လဲဆိုတော့အသက်20ကျော်တွေကအခု90တောင်ကျော်နေပြီလေဆိုတော့နှစ်30လောက်ဒီတိုင်းအနေကျင်လဲလာတာအနိဒာကျနေပြီတခါလေအရင်ပြင်မတဲ့အခါလေးတော့ရှိရပါပေါ့လေဒါပေမဲ့လည်းဒီဝေတာပြီးဖြစ်သွားပါပြီပြင်မလည်းပြုံးခဲ့ပါပဲ